မမနွေဦးရဲ့ data session လေးတို့ရဲ့မင်္ဂလာရှိတဲ့နှစ်သက်ပါနော်မမနွေဦးရဲ့နွေဦး story channel လေးကနေပြန်လည်ကြိုဆိုပါတယ်ဒီနေ့မမနွေဦးရဲ့ data session လေးဒီအတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့နေရဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်ကဲမမနွေဦးရဲ့ data session လေးတို့လည်းပုံမြင်လေးနားထောင်ဖို့အဆင်တင်ဖြစ်လောက်ပြီလို့ထင်တယ်နော်အဲ့ဒီတော့ပုံမြင်လေးစားလိုက်ကြမေးနေရချီချီတုံးကငှက်ချက်တဲ့ဘင်းကြီးတစ်ပါးရှိတယ် ငှက်တွေကိုချက်လွန်းလို့နန်းတော်ထဲမှာမွေးထတာတွေလည်းအများကြီးငှက်ပေးမယ်ဥယျာဉ်လည်းရှိတယ်နေပြီးတော့အတွင်ငှက်တွေကိုပြတ်တက်ခြင်းမပြုရလို့အမိတ်လည်းထုတ်ထားသေးတယ်တနည်းတော့ဘီရင်ကြီးကိုမုတ်ဆုတဦးကသိန်းငှက်နှကောင်ကိုလာဆက်တာတယ်ဘီရင်ကြီးလည်းဝမ်းသာလွန်းလို့ငှက်မုတ်ဆုကိုစုတွေချင်းမြင်တယ်သိန်းငှက်ဆိုတာဒီတိုင်းပြည်မှာရှာပါတယ်ဒါကြောင့်မုတ်ဆုကိုပဲသိန်းငှက်တွေကိုလေ့ကျင့်ပေးဖို့ငှက်ဆရာခန့်ပြီးလေ့ကျင့်စီတယ် မင်းပွဲညီလာခံမှာတိမ်ငှက်အစွမ်းကိုပြဖို့လဲတာဝန်ပေးထားတယ်။မင်းပွဲစုံညီတဲ့နေရောက်တဲ့အချိန်ငှက်ဆရာကတိမ်ငှက်ကိုအစွမ်းပြတယ်။ဗဆက်ထဲကကျူရိုးတွေကိုမှုတ်လိုက်ချိန်မှာတိမ်ငှက်တကောင်ဟာမိုးပေါ်ကိုပြန်တက်လေထဲမှာဂျွန်းထိုးအမျိုးမျိုးပြန်ဝဲအမြင့်ကြီးကိုလည်းတက်အောက်ကိုလည်းအတောင်ရုပ်ပြီးတော့ထိုးဆင်းတဲ့ပြက်ွက်ဆရာတွေကိုလည်းပြိတက်တွေကသဘောကျလွန်းလို့လက်ခုပ်အော်ပါရီပြီးကြတယ်။နောက်တစ်ခါအလှည့်ရောက်တော့ငှက်ဆရာက ဘီရင်ရှစ်ကိုတူးထောက်ပြီးခုလိုဆိုရဲကျွန်တော်မျိုးဒီအကောင်ကိုတော့ဖြင့်ဘလို့မှအမြင့်ကို ပြန်အောင်မဆွမ်းဆောင်နိုင်တော့ကြောင့်ရှက်မိပါလေအပြစ်ပေးတော်မူပါအပြစ်ပေးလဲခံပါမယ်လို့ဆိုရဲဘီရင်လည်းမျိုးတွင်းမှာမောင်းလှက်ပြီးတော့ခုလိုဆိုရဲတိုင်းငတ်ကို ပြန်နိုင်အောင်ဆွမ်းဆောင်ပေးနိုင်တဲ့သူကိုစုတွေများကြီးချမယ်ဆိုပြီးဆိုရဲဒီအချိန်နွားចောင်းသားတယောက်ကခုလိုဆိုရဲ အမလီငှက်များပြန်အောင်လုပ်ရင်စုရမယ်တဲ့ကလေးမင်းလုံးနိုင်လားလူလလေးပါဖေ။ကဲကောင်းပြီနွားចောင်းနှောင်းကိုဆရာတင်လိုက်တော်တယ်ဒီလိုနဲ့နွားចောင်းနှောင်းဟာတပတ်ပဲလေ့ကျင့်ပြီးပြီးတော့ဘရင်ထံရှောက်တယ်ငှက်ပြန်သက်သွားပြီဖေ။ဟုဆိုတယ်ငှက်ကဟိုတကောင်အတိုင်းလက်ပြန်နေတာပဲဒီလိုနဲ့ဘရင်ကြီးကခုလုံမေးတယ်ကလေးမင်းဘလို့များတင်လိုက်တာတလဲကလေးကခုလို့ဆိုတယ်လူလလေးပါဖေ။ အဲ့ဒီကောင်ကသူ့နေရာကိုအရန်ခင်တွင်နေတာဒါကြောင့်သူ့ကိုဘုံမြောက်အောင်လှုပ်လိုက်တော့ထားပြန်တပေါ့ဖေဟာလို့ဆိုတယ်ထိုအခါပြင်ကြီးကဟေးဘလို့သူလို့ဆိုတဲ့အခါကလေးကခုလိုဆက်ပြောတယ်ကြည့်ပါလားအဲ့ဒီကောင်ကရွှေပင်ပေါ်မှာနာပြီးတက်တီးဆားရတာကိုပျော်မွေ့နေတာသူ့ကိုသူဘာကောင်လဲဆိုတာမိနေတာဒါကြောင့်သူ့နားနေတဲ့အကိုင်းကိုခုတ်ပြီးဘုံပြောင်းအောင်လှုပ်လိုက်တော့သူ့ဘဝအကြောင်း ူကောင်းကောင်းသိသွားပြီပေါ့ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားလိမ့်တယ်မမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့ရင်ဒီပုံမြင်လေးစီကနေသင်ယူရမယ့်သင်ခန်းစာကတော့သင်ငတ်မှမဟုတ်ပဲလူလောကမှာလည်းဒီလိုပဲ comfort zone ဆိုတဲ့တတောင့်တတရှိတဲ့အရက်နေရာကိုခင်တွယ်ပြီးတော့မပြန်နိုင်မကြွနိုင် မထနိုင်မစားနိုင်မတောက်နိုင်ဖြစ်နေတဲ့သူတွေလေလောကမှာအများကြီးရှိကြလေတယ် အကယ်၍တိုးတက်မှုမရှိ ဆုပ်ယုပ်မှုတွေနဲ့ဖြစ်နေတဲ့ဆိုရင်တော့ထိုနေရာကိုထိုအကိုင်းကိုတဘာမှတဘာသူမှမဟုတ်မိမိကိုယ်တိုင်ကခုတ်ဖို့တော့လိုအပ်ပြီလိမ့်မယ်အဲ့ဒီတော့မမနွေဦးရဲ့လက်သက်ဆိုင်လေးတို့လည်းဒီပုံမြင်သိရှိကနေတင်ငက်စာကောင်းကိုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်မမနွေဦးရဲ့လက်သက်ဆိုင်လေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင့်အဆို့ကိုဝေဖန်ပိုက်ချနိုင်တဲ့ပညာရှိ လူတော်လူကောင်းလေးတွေအဖြစ်နဲ့ နေတစ်တိုင်းရဲ့လှပတဲ့ဆန်ရှိုင်းလေးတွေဖြစ်ကြပါစေလို့မမနွေဦးကနေစုမုံကောင်းတောင်းလိုက်ပါတယ်နော်ဒီတော့စိတ်ဝင်စားစရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးပွားစေမယ့်အုံမြင့်အသစ်တွေကိုနွေဦး story channel ကနေအပတ်စဉ်တနင်္လာနေ့မှာတောက်ချာနေ့အထိမြန်မာစံတော်ချိန်ညနေ9:00နာရီတိုင်းမှာတက်ဆက်ပေးလျက်ရှိပါတယ်နောက်ထပ်ပုံမြင်သစ်တွေတင်ဖို့ရမမနွေဦးအတွက်အားဖြစ်စီတဲ့ like and subscribe လေးလေးလုပ်ထားပေးပါလို့တောင်းဆိုပါတယ်နော်ကျေးဇူးကြမယ်နော်